တကယ်တော့ကျမရင်ထဲမှာလည်းအခုချိန်ထိပြန်တွေးကြည့်ရင်မျိုးသမီးတွေရဲ့အချစ်ဟာဘဝတစ်ခုလုံးလားဒါတကယ်ကိုဟိုမျိုးသမီးတွေတည်းအရေးပါပါတယ်အမျိုးသားကတော့သိကြတယ်အမျိုးသားတွေရဲ့အချစ်ဟာဘဝတစ်ခုလုံးမဟုတ်ဘူးဘဝရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်လို့ကျမယူဆတယ်အဲ့တော့ကျမမှတ်စုရေဟိုကနေဒါကလည်း ျမကစာရီဖန်ရင်ဖန်ရင်စာရီတွေကနေတွေ့မယ်နောက်တငယ်ချင်းတွေရှိမယ်နောက်ကျမမှာလူနာတွေရှိတယ်အဲ့လူနာတွေအမျိုးသမီးတွေရှိမယ်အဲ့တော့သူတို့စီကနေရထားတဲ့ data တွေအချက်လက်တွေအကုန်ပေါင်းပြီးတော့တင်းနဲ့တင်းနဲ့ပေါင်းနှင်းနဲ့နှင်းနဲ့မြှောက်အကုန်လုံးမြှောက်ကြည့်လိုက်တဲ့အခါမှာနောက်ဆုံးအဖြေရလက်ကအဲ့ဒါပဲအမျိုးသမီးတွေရဲ့အချက်ဟာဘဝတစ်ခုလုံးဖြစ်ပြီးတော့အမျိုးသားတွေရဲ့အချက်ဟာသူတို့ဘဝရဲ့ အနည်းငယ်တော့အစိတ်ပိုင်းညာတာဖြစ်တယ်ဆိုတဲ့ကောက်ချက်ကိုကျွန်မရလာတယ်အဲ့တော့အဲ့ဒါဟာမှန်ခြင်းလဲမှန်ပါမယ်မှားခြင်းလဲမှားပါမယ်ဒါပေမဲ့အဲ့ဒီကောက်ချက်ကြောင့်ကျွန်မရေးလိုက်တဲ့ဝိထုတစ်ပုဒ်ရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့မိမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်လို့ခေါ်ပါတယ်အဲ့ဒီမိမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ကအဲ့ဒီတင်းကတော့အဲ့ဒါပဲအမျိုးသမီးတယောက်ရဲ့အခြေဟာဘဝသူ့ဘဝတစ်ခုလုံးပဲဖြစ်တယ် ဒီအမျိုးသားကတော့ပြဘဝမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဒါကိုဒါပေမဲ့အဲ့ထဲထဲမှာရှိတဲ့အဲ့ထဲမှာဆက်ကောင်နာမည်ကဒေါက်တာတနစ်အိမ်လို့ခေါ်ပါတယ်အဲ့ဒေါက်တာတနစ်အိမ်ကသူကဘာပြောလဲဆိုတော့ဟို သူကချစ်တယ်ဒါပေမဲ့လည်းသူလက်ထက်ချင်းတယ်ဘာကြောင့်လဲဆိုတော့သူကပိုင်ဆိုင်ချင်တာအချစ်ဟာလက်ထက်ချင်းနဲ့အတူတူပဲလို့သူကယူဆတယ်သူတို့လက်ထက်ချင်းနဲ့အမျိုးသားလေးကလက်မထက်ချင်းသေးဘူးဘာကြောင့်လဲဆိုတော့အဆက်ဆက်ရပြည့်ပြည့်စုံမှလက်ထက်ရင်အဲ့လက်ထက်မှုကပျော်ရွှင်တော့အိမ်အောင်ရေးဖြစ်မယ်ပေါ့ဒါပေမဲ့အမျိုးသမီးကကျတော့သူရှောင်ကျင်လို့လို့ ထင်တယ်နောက်နိုင်ငံသားကိုသွားပြီးတော့ဟိုကပညာသင်ကျင်တာအလုပ်လုပ်ချင်တာအဲ့ဒီချိန်ကလေးကကျွန်တော်တို့မြန်မာပြည်မှာအဲ့ဒီဟိုနိုင်ငံသားသွားပြီးအလုပ်လုပ်မယ်ဆိုတော့ဟိုအတွေးတွေကဝင်လာပြီးအဲ့ဒီချိန်မှာအမျိုးသမီးကအဲ့ဒါကိုလက်မခံဘူးဆိုတော့သူတို့ချင်းပြဿနာဖြစ်ကြတယ်ဖြစ်ပြီးတဲ့နောက်ကိုသူကဟိုလက်ထပ်ချင်တယ်လက်ထပ်ရင်တော့ ခြီထားလို့ရမှာပဲလက်ထပ်လိုက်လို့ရှိရင်တော့မင်းကလေးတောက်ကသူတို့စဉ်းစားတာလေဒီလူနဲ့ငါနဲ့လက်ထပ်လိုက်ရင်တော့ဒီလူဟာငါနားမှာပဲရှိတော့မှာပဲကျိုးတချောင်းလက်ထပ်ချင်းဟာကျိုးတချောင်းလို့သူကယူဆတဲ့အတွက်ဒီမင်းကလေးဟာသူ့ကိုလက်ထပ်ချင်တယ်သို့တော့တကယ်လက်ထပ်လိုက်တဲ့အခါကျတော့ တကယ်လက်ထပ်ပြီးတော့၄၅၆လာကြတဲ့အခါမှာအဲ့ဒေါက်တာတနင်းအိမ်ဟာသူတိသွားတယ်။လက်ထပ်ချင်းဟာကျိုးတစ်ချောင်းဖြစ်ခဲ့ရင်တောင်မှအဲ့ဒီကျိုးဟာလင်းယောက်ျားကိုခြီးတဲ့ကျိုးမဟုတ်ဘူး။မိမသားကိုသာခြီးထားတဲ့ကျိုးဖြစ်တယ်ဆိုတာအဲ့ဒီမှာသူသိလိုက်ရတယ်။ဒါကျမရဲ့ဝိတ္ထုတွေကအတင်းပေါ့နော်အဲ့တော့သူဘာလုပ်လဲဆိုတော့သူကအဲ့ဒီကျိုးကိုသူ မဖြတ်ချင်ပါဘူးဒါပေမဲ့ယောက်ျားလေးကအပြင်ကိုထွက်သွားပြီးတော့အလုလုတယ်သူ့ကိုလှမ်းခေါ်တယ်ဒါပေမဲ့သူမလိုက်သွားတော့ဘူးမလိုက်သွားတော့ဘူးဆိုတာ तू ကလက်ထချင်းဟာကြိုးတချောင်ဖြစ်တယ်ဟုတ်တယ်သို့တော့အဲ့ကြိုးကသူ့ကိုပဲခြိထားတယ်လို့ तू ကခံစားရတယ်ဟိုယောက်ျားလေးကခြိလို့မရဘူးပေါ့နော်အဲ့တော့ तू မလိုက်သွားပဲနဲ့ဒီမှာကြံခဲ့တယ်အဲ့တော့ကျမစောစောကပြောတယ်အချစ်ဆိုတဲ့ဝတ္ထုတဲမှာကြပြားတဲမှာနွန်လွာနဲ့နဲ့ခြိတစ်ဖက်ကျွန်းနဲ့ယုံထွက်ဖို့မဖြစ်နိုင်တော့ဘူးကွယ်ဆိုတာ အခြေတစ်ဖက်ပဲကျွန်လိုက်ရင်သူ့စိတ်ထဲမှာတော့ထင်မှာပေါ့ဒီကြပြားတွေက main ကလေးကနွန်လွားလဲအနဲ့ကြီးနွန်ထဲကိုခြေတော့ကျွန်သွားရင်ရုံထွက်ဖို့ခက်လိုက်တာလို့သူထင်တယ်သို့တော့သူပြန်ထွက်လာလို့ရတယ်ဘာကြောင့်လဲဆိုတော့ခြေတော့ကတစ်ဖက်သေးပဲကျွန်ထားလို့တကယ်လို့များနှစ်ဖက်ကျွန်ရင်တော့အဲ့နွန်လွားတွေကနေပြန်ထွက်လို့ရမှာမဟုတ်ဘူးနော်လွားနဲ့နဲ့မှာခြေတစ်ဖက်ပဲကျွန်မိရင်မဆိုးဘူးပေါ့အမှန်တော့ကောင်းတာကတော့ခြေတော့လုံးဝမချလိုက်ရင်တော့အကောင်းဆုံးပဲ ဖက်ထဲချမိရင်မစိုးဘူးပေါ့ပြန်ယုံဖက်လာလို့ရပါသေးတယ်နှစ်ဖက်လုံးချလိုက်မိရင်တော့တေချာတယ်ပြန်ယုံထွက်လို့မရတော့ဘူးအဲ့ဒီနော်ထဲမှာညစ်သွားပြီတော်သေးတယ်ကျမကပြားတဲ့အကောင်မလေးကခြေတစ်ဖက်ပဲကျွန်လိုက်လို့နောက်ဒေါက်တာတနည်းအင်ကလည်းခြေကိုနှစ်ဖက်တော့ကျွန်လိုက်တယ်ဒါပေမဲ့သူကပထမတစ်ဖက်ကနက်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 ပြီးတော့ဒုတိယတစ်ဖက်ကနက်နက်တိန်တဲ့ခါမှာအဲ့ဒုတိယတစ်ဖက်ကိုအာပြန်ယူပြီးတော့ပြန်ယုံထွက်တယ်နဲ့တူပါရဲ့တကယ်တော့လေဟိုအချစ်နဲ့အင်အောင်ရေးဟာမိန်းကလေးတွေအတွက်အလွန်အရေးကြီးပါတယ် ဒီဝိတုထဲမှာကျမဟာဒေါက်တာတနင်းအေးရဲ့အမှားတွေကိုလည်းကျမရေးထားတယ်အဲ့ဒီနေရာမှာလည်းကျမကျမကိုယ်တိုင်ဝင်ပြီးတော့ကျမအနေနဲ့ရေးလိုက်တာဖြစ်တဲ့အတွက်ဟိုကံပြောသူနန်းစားအနေနဲ့ပေါ့နော်ကျမအနေနဲ့ရေးလိုက်တာဖြစ်တဲ့အတွက်လူတွေကကျမလိုပဲထင်ကြတယ်ကျမအကြောင်းလေးလည်းနည်းနည်းတော့ပါတာပေါ့လေဒါပေမဲ့လည်းအများကြီးတော့မပါဘူးဒေါက်တာတနင်းအေးဟာဂျူးမဟုတ်ပါဘူးဒါပေမဲ့လည်း ဒီနေရာမှာကျူးလဲအဲ့ထဲထဲမှာမိန်းကလေးရဲ့ character တော်တော်များများပါတယ်အဲ့ထဲထဲမှာဘယ် character ကတော့ကျမလဲဘယ်ဟာကတော့ကျမတငယ်ချင်းလဲဘယ်ဟာကတော့ကျမအမေလဲဆိုတာပြောဖို့ခက်ပါတယ်အဲ့လိုဖြစ်အောင်ကျမပြန်ပြီးတော့ရက်ပြီးတော့ရေးထားတာဖြစ်တဲ့အတွက်အဲ့လိုပြောလို့မရဘူးပေါ့နော်ဒါပေမဲ့လည်းပြောချင်တာကရက်ထက်ချင်းဟာကျိုးတချောင်းဟုတ်ချင်မှဟုတ်မယ်ဟုတ်ခဲ့ရင်တောင်မှယောက်ျားကိုချီတဲ့ကျိုးမဟုတ်ဘူးမိန်းမကိုပဲချီတာပိုဆိုးမယ်မိန်းမကနောင်တုတ်ပြီးတော့ကြံခဲ့ပြီးယောက်ျားကတော့လွင်ကျင်တဲ့နေရာမှာ လွှင့်သွားမယ်ဆိုတော့ကျိုးလို့သွားပြီးမထင်လိုက်ပါနဲ့ထင်ပြီးတော့အချီမခံလိုက်ပါနဲ့အသွားလည်းမချီလိုက်ပါနဲ့အမျိုးသမီးတို့ကိုကျွန်မပြောချင်တာပါအမျိုးသားတွေကတော့ပြောစရာမလိုပါဘူးเนาะငကိုတွေကဘလောက်ပဲချီချီတိမ်နဲ့ချီတဲ့ကျိုးလိုပဲတိမ်နဲ့ချီလိုက်သလိုပဲသူတို့မှာဘာမှဟိုဟိုချီတုတ်နှောင်ထားတာမရှိဘူးပေါ့ဒါကကျွန်မရဲ့ ဟိုရေးတဲ့အချက်အဲ့ဒီအချက်ထဲမှာ အဲ့ဒီဝတ္ထုထဲမှာပဲဒီပိုင်ထဲမှာဂျင်တာကိစ္စလည်းပါပါတယ်အမျိုးသမီးအမျိုးသားတန်းတူညီမျှတဲ့အခွင့်အရေးရမရဆိုတာပါတယ်ဒါပေမဲ့အဲ့ဒါနည်းနည်းပဲပေါ့အချစ်ကများများပေါ့နော်ဒါပေမဲ့အဲ့အချစ်မှာကိုပဲကျမအချစ်မှာနောက်ထပ်ကန္တာသုံးခုထပ်ခွဲလိုက်တယ်အချစ်မှာအမှတ်တရတုန်းကရေးတုန်းကဖြူစင်သောအချစ်တကယ်ရင်သွင်းမှရှိတဲ့ခံစားချက်နဲ့ဘာလို့မှအရှုံးအနိုင်မောင်ကရှုံးတယ်လို့လည်းမပြောဘူးကျမရှုံးတယ်လို့လည်းမပြောဘူးအရှုံးအနိုင်မရှိတော့ unconditional love ပေါ့နော်ဘာမှအခြေအနေပေါ်မှာမူတည်တာမဟုတ်တဲ့အချက် အဲ့ဒါကအမှတ်တရနောက်ဒုတိယအချက်ကကျတော့အချက်ဟာအိမ်အောင်ရေးလားအချက်ဟာဘဝလားပေါ့ဒီပြာများရတဲ့တနည်းအရဲ့အချက်ဒါပေမဲ့လည်းနောက်ဆုံးတော့ကျိုးတစ်ချောင်းဖြစ်ရင်တောင်မှဒီကျိုးဟာငါ့ကိုပဲချီတာသူ့ချီတာမဟုတ်ဘူးလို့သူနောက်ဆုံးသဘောကောင်းကောင်းပောက်သွားတယ်။အဲ့ဒါကနောက်ထပ် sorry နှစ်မျိုးပေါ့နော်နောက်ထပ်တတိယကျမနောက်ဆုံးမှာအချက်နဲ့ပတ်သက်လို့ရှာဖွေတွေ့ရှိသွားတာကတော့ကျမရဲ့နောက်ဆုံးရှာဖွေတွေ့ရှိမှုဒါကဘာလဲဆိုတော့ကျမ ရေးတဲ့ဝတ္ထုဝတ္ထုအတူအနေနဲ့ရေးတာပါဒါပေမဲ့ကျမဝတ္ထုတို့ပေါင်းစုပ်ပြန်ထုတ်တဲ့ခါကျအဲ့ဒီကောင်းစင်လေးကိုကျမကောင်းစီဦးစီကောင်းကောင်းစီတင်ပြီးတော့ပြန်ထုတ်လိုက်တာအချစ်ဆိုတာကျိုးနဲ့တီးဖို့မလိုတဲ့ပန်းပွင့်လေးတွေတဲ့ကျမကတနေ့အိမ်လုံးကကျိုးနဲ့တီးကြည့်တယ်တီးတော့မိန်းကလေးကပဲအတီးခံရတယ်ယောက်ျားလေးကအတီးမခံရဘူးဆိုတော့အခုနောက်ဆုံးမှာကျမပြန်ပြီးတွေ့သွားတာအချစ်ဆိုတာအချစ်တိုင်းသီးတန်လေးထားတာကောင်းပါလေ ျိုးနဲ့တီလိုက်ရင်ကျိုးလေးကတန်လန်းလေးဖြစ်နေမယ်။ထပါတော့ဇွန်ပွင့်မျိုးစပယ်ပွင့်မျိုးဟုတ်တယ်။တချို့ဟာလေးကပန်းလေးတိုင်းပဲဖြန့်ထားလို့ရှိရင်လှတယ်။သို့တော့တီလိုက်ရင်ညာပိုလှမလားလို့ခံစားရပြီးတော့ကျိုးလေးတွေနဲ့တီလိုက်တယ်။အစုပ်လေးတွေသေးသေးလေးပါမယ်။ជីជីပါမယ်။တန်းစီပြီးတီလိုက်တော့ဟုတ်တယ်ကျိုးကိုကျိုးတိုင်ထားရင်တော့လှတယ်ဒါပေမဲ့လည်းလေးတိုက်တဲ့အခါကျဒီကျိုးကလွန့်သွားရင်နောက်တခြားကျိုးလေးတွေနဲ့လည်းနှီးမယ်ဆိုလို့ရှိရင်အဲ့ကျိုးတွေကရှုပ်သွားရင်ပြန်ဖြီလို့မရတော့ဘူး တော့ပန်းပွင့်လေးတွေဟာပန်းပွင့်လေးတွေအတိုင်းပဲကောင်းတယ်အချစ်ဆိုတာလေအချစ်အတိုင်းပဲကောင်းတယ်တခြားဟာတွေရောလာလို့ရှိရင်ဟိုရောပြီးတော့ရှုပ်ကုန်တတ်တယ်လို့ကျမသဘောပေါက်သွားတဲ့အတွက်နောက်ဆုံးမှာတော့ကျမဝတ္ထုတပုတ်ရေးလိုက်တယ်ချစ်ဆိုတာကျိုးရည်တည်ဖို့မလိုတဲ့ပန်းပွင့်လေးတွေအဲ့ဒါရေးပြီးတဲ့နောက်မှာကျမဘယ်အချစ်ဝတ္ထုမှရေးလို့မရတော့ဘူး ယူရီတော်တော်များများကကျမကိုအချိဝတ္ထုဖြတ်ပြီးရေးခိုင်းတယ်ဟုတ်ဟုတ်ကဲ့ကျမရေးမှာပါယူရီကကျမကိုအမှတ်ပြလို့ဝတ္ထုမျိုးရေးစေခြင်းနဲ့မြစ်တို့ဤမာယာလို့ဝတ္ထုမျိုးရေးစေခြင်းနဲ့ယင်းထဲမှာခံစားချက်ပြင်းပြင်းနဲ့နင်းနင်းနေနေခံစားပြီးတော့ရေးလိုက်ချင်တာမြို့သမီးတွေဘက်ကပဲဖြစ်ဖြစ်ရေးပါအောင်ဟုတ်ကဲ့ဟုတ်ကဲ့ကျမရေးပါမယ်လို့ဘလောက်ပဲပြောပြောအနှစ်10နှစ်15နှစ်ကြာတဲ့အချိန်အထိကျမအချိဝတ္ထုမရေးနိုင်တော့အဲ့တော့အဲ့ဒါပါလေကျမကိုအချိဝတ္ထုမရေးနိုင်အောင်ဘယ်အရာတွေကကျမကိုတားထားတာလဲ ခုဂျန်ဒာမြမရဲ့ကန္တာမှာအချစ်အချစ်ပြီးတဲ့နောက်နောက်ထပ်ဒုတိယကန္တာကဂျန်ဒာမျိုးသမီးမျိုးသားလမ်းလူကြီးများအခွင့်အရေးမျိုးသမီးများမျိုးသားနှီးပါ မျိုးသားလောက်မတော်နိုင်ဘူးဆိုတာသိပါတယ်ဒါပေမဲ့လည်းအမျိုးသားတို့လည်းပြန်ချော့ရသေးတာပေါ့နော်တကယ်လည်းဟုတ်ပါတယ်အမျိုးသမီး ခြေရဲ့အုံနောက်ကဟိုမိဖို့ထဲမှာတင်သုံးရတာညားလာတဲ့ခါကျတော့အုံနောက်ဆိုတာဓာသေးကြောက်နဲ့ဓာလိုပဲဓာကခဏခဏသွေးပြီးတော့သုံးရများမှဓာအချက်တာကျမတို့အုံနောက်တရားလဲမိဖို့ထဲမှာတာသမီပြုစုရေးထဲမှာပဲနေရတဲ့ခါမှာဉာဏ်ပညာနဲ့ပတ်သက်တဲ့အုံနောက်ကမထက်တော့တာတွေရှိပါတယ်အဲ့တော့အဲ့ဒါကိုကျမတို့ကပြန်ပြီးသွေးစေခြင်းနဲ့မိန်းကလေးတိုင်းမိန်းကလေးတိုင်းကိုပညာတတ်စေခြင်းနဲ့အ ਨੇ စုံတော့ရမှာရှိတဲ့မိန်းကလေးတယောက် လေးတန်းလေးတန်းဆိုလို့ရှိရင်အပေါင်းလို့အမြောက်စားတက်ပြီအဲ့ဒါဆိုလို့ရှိရင်သူဈေးရောက်မယ်ဆိုလဲရောင်းလို့ရပြီဝယ်မယ်ပြုတ်မယ်အမ်းမယ်ဆိုရင်လည်းသူပြောလို့ရပြီပေချိုးကအစာတိုင်းလို့ရပြီဆက်ချုပ်မယ်ဆိုလို့ရှိရင်တောင်မှဒီကိုခန္ဓာကိုပေချိုးနဲ့တိုင်းတက်ပြီပေါင်းတက်ပြီမြောက်တက်ပြီအဲ့လိုဆိုလို့ရှိရင်သူ့ရဲ့ဘဝဟာဘလောက်များပိုပြီးတော့ချုံးဝေးလိုက်မလဲတချို့စာမတက်တဲ့မိန်းကလေးတွေမိန်းကလေးတွေဟာပညာတတ်ရမယ်အထက်တန်းလွှာတီမတက်ရင်တောင်မှတေစာရှင်စာမကတ် အပေါင်းနှုတ်ညောင်စာကဘာကြီးကဘလို့နေတယ်လဲပထဝီနေသားတိဖို့တမိုင်းနေသားတိဖို့မိန်းကလေးတွေဟာအခြေခံပညာတော့တတ်တင်တယ်လို့ကျမယူဆပါတယ်ဒါကြောင့်ကျမဟာအဲ့လိုမျိုး gender နဲ့ပတ်သက်တဲ့အရေးလေးတွေကျမရေးပါတယ်အဲ့လိုရေးတဲ့အခါကျတော့ကျမကိုစောစောပြောသလို feminist ဟိုအမျိုးသမီးမျိုးသမီးစွမ်းဆောင်မှုအဓိကဆိုတဲ့ဟို တစ်စိကူခတ်ကြတယ်။ဘာပဲဖြစ်ဖြစ်ကျမအဲ့ကန္တာကျမရေးလိုက်တယ်။ရေးပြီးတဲ့နောက်မှာအဲ့ကန္တာကိုဘာကြောင့်ရေးသလဲဆိုတော့လေပြန်ကြည့်လိုက်တဲ့ခါကျကျမမှာရှိနေတဲ့ဘေးမှလာပြီးတော့ကျမကိုရိုက်ခတ်နေတဲ့လှိုင်းတွေကအများကြီးပေါ့နော်။အဲ့ထဲထဲမှာတော့ထူးထူးခြားခြားအနေနဲ့ကျမဒီဝိတုမျိုးဘာကြောင့်ရေးပြစ်သလဲဆိုတဲ့ထူးထူးခြားခြားကျမပြန်တွေးကြည့်လိုက်တဲ့ခါမှာကျမဖြစ်ဖြစ်ပြက်ကလေးတစ်ခုရှိပါတယ်။အဲ့ဒီအဖြစ်ပြက်ကလေးကတော့ကျမရေနံเจ้าမှာစေကောင်းဖွင့်နေတော့က စီကံဖွင့်နေတဲ့အချိန်မှာကျမမှာလူနာတွေရှိတယ်အဲ့လူနာတွေမှာအများစုကတော့ထုံစံတိုင်းအမျိုးသမီးဆရာဝန်စီဝဆိုအမျိုးသားတိတ်မလာတတ်ဘူးပေါ့နော်နည်းနည်းပဲလာမယ်ကလေးတွေနဲ့အမျိုးသမီးတွေနဲ့လာအမျိုးသမီးတွေကကျမကိုအားကိုးကြတယ်အမြဲတမ်းလာတယ်အဲ့ဒီမှာတရက်တော့မနေ့အစော9နာရီပတ်ဝန်းကျင်လောက်မှာကျမစေကံ8နာရီမှဖွင့်တယ်ဒါပေမဲ့လည်း9နာရီလောက်မှကျမကိုတကားလာခောက်တယ်လာခောက်တော့ကျမတကားဖွင့်ပေးလိုက်တော့အမျိုးသမီးတယောက် ကျမစီဆေးထိုးဖို့လာတာမနေ့9နာရီကျမရဲ့အိမ်ရှိမှာသူကသူဈေးဈေးတောင်းကောင်းပေါ်ရွက်ပြီးသူကရောင်းလာတာဆိုတော့အဲ့ခံတောင်းကိုကျမဈေးတန်းရှိမှာချထားတယ်အဲ့ထဲထဲမှာဘာရီပါမလဲဆိုတော့ငပီပါမယ်ပဇွန်ကြောက်ပါမယ်ဟိုဟင်းသီးရွက်ကလေးတွေပါမယ်ခရမ်းကျင်လေးပါမယ်အဲ့လိုပေါ့တိုလီမုတ်စာလေးတွေကိုတောင်းထဲမှာထည့်ပြီးတော့ကျတော့သူကအဲ့ဒါကိုဈေးထဲကနေပြီးတော့မနေ့9နာရီ6နာရီကလေးကသွားတည့်ပြီးတော့ဒီရက်ွက်ထဲမှာသူကလဲရောင်းနေအဲ့အဲ့ဒီအမျိုးသမီးဆိုတော့သူအဲ့ဒါလေးချထားပြီးဆီမားတဲ့ ကျမဆေးထိုးခြင်းလို့ရလာလီရတယ်ဆိုပြီးတော့ကျမတကားဖွင့်ပြီးတော့ဂရီမောမှာခေါ်လိုက်တဲ့အခါကျ तू ကကျမတားဆေးထိုးခြင်းမှာတယ်တားဆေးတရေတားဆေးထိုးခြင်းလေတဲ့โอเคတရေတားဆေးထိုးခြင်းတာဟုတ်ပြီဘလို့ဆေးထိုးမှာလဲအဲ့ဒီမှာတရုတ်ကလာတဲ့တရေတားဆေးဆိုတာရှိတယ်ကျမတို့ခေတ်တုန်းကနောက်ယူရီးယားက ယူရလို့ခေါ်တော့ထိုင်းကလာတဲ့ဈေးရှိတယ်တ,တခုကတလပဲခံတယ်တခုကသုံးလခံတယ်ဆိုတော့တလရဲ့ဈေးနှုန်းကတစ်မျိုးသုံးလခံတဲ့ဈေးရဲ့ဈေးနှုန်းကတစ်မျိုးဆိုတော့ကျမကသူ့ကိုမေးကြည့်တယ်ဘယ်ဈေးထိုးမှာလဲဆိုတော့ဈေးပေါ်တဲ့ဟာဘာရှိလဲတဲ့ပြီးတော့ကျမကဈေးပေါ်တာဆိုရင်တော့တေယုတ်ဈေးရဈေးပေါ်တယ်အဲ့ဒါတလပဲခံတယ်အဲ့တော့ဒီတလထိုးပြီးရင်ညီနောက်တစ်ခါကြာရင်နောက်တလကြာရင်လာထိုးရမယ်ကျမအဲ့လိုပြောလိုက်တော့ဟုတ်ကဲ့တဲ့ဆိုပြီးတော့ ဂရမောသူတက်လိုက်ပြီးတဲ့နောက်မှာကျမစီတူအက်ကိုပြင်နေတဲ့ချိန်မှာသူကတခွန်းထပ်ပြောတယ်။ဆရာမတဲ့အခုကျမဈေးရောက်သွားရအောင်မှာကျမလက်ထင်မှာပတ်စံမပါဘူးတဲ့။ဆရာမကျမကိုအကြွေးထိုးပေးမလားတဲ့။ကျမစီတူအက်ကလည်းပြင်ပြီးပြီ။သူက ဆေးပလင်းလေးကလည်းတလကံဆေးပလင်းလေးကလည်းဖောက်တော့မဲ့ဆဲဆဲဖောက်တော့မဖောက်ရသေးဘူးကံတော့ကောင်းပါတယ်ဒါလေးကိုပြန်သိမ့်မယ်ဆိုရင်သိမ့်လို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းသူ့ကိုကြည့်လိုက်တဲ့အခါကျသူ့မျက်နှာတကယ်ကိုနွမ်းနွမ်းဖက်ဖက်နေတနခါရေကျဲလေးနဲ့နောက်သူ့အပြင်ဘက်မှာသူချထားတဲ့ဈေးခံတောင်းလေးကလည်းရှိနေတယ်ဟုတ်တယ်သူဒီအရင်အနည်းကသူ့မှာရှိတဲ့ပတ်စံဟာဈေးတွေကနေပြီးယူလာပြီးတော့ဝယ်လာပြီးတဲ့နောက်မှာသူချရောင်းပြီးကောင်မှဒီပတ်စံရမှာဆိုတော့ကျမကဒါလေးကိုကျမဆက်ပါ ဖောက်လိုက်တယ်။ဒါမျိုးကကျမမှာအမြဲတမ်းပဲဟိုဖြစ်စဉ်တစ်ခုလိုပဲ။ကျမကလူနာတွေအများကြီးညားပါတယ်။ဒေါက်တာတင်တင်ဝင်းဟာသဘောကောင်းတယ်လို့ပြောကြပြီးတော့ကျမစီကိုလာတဲ့သူတွေအများကြီးပဲ။အဲ့ထဲထဲကတဝက်လောက်ကလက်ငယ်မပေးနိုင်။အကျွေးဆေးဘူးအကျွေးဆိုတာတောင်းလို့ကောင်းတော့အရာမဟုတ်ပါဘူး။သူတို့လာပြီးပေးမှအများဖြစ်တော့မပေးကြဘူးလာရင်ပါလာတယ်ပါလာတာသူတို့သူတို့မှရှိတဲ့ပတ်စံပေါ့ဥမာထားပါတော့ဆေးထုတ်ပြီးပြီဆရာမဘယ်လောက်ကြလဲလို့မေးလိုက်ရင်သူတို့ သူတို့ခါးထဲမှာလိတ်လာတဲ့ပစံလေးတွေကိုထုတ်လိုက်တယ်။အဲကျမက55ကျကြတယ်20ကျတယ်လို့ပြောပေမဲ့သူ့လက်ထက်မှာ10လောက်ပဲပါ။အဲ့10တောင်မှကျမတို့ခေတုံးကအခုလိုဈေးတလုံးကို1000 2000 3000မဟုတ်ဘူး။စေတစေ55ကျ20အဲ့လောက်လောက်ပဲလေလွန်ခဲ့တော့1985လောက်86လောက်ပေါ့နော်အဲ့ဒီပတ်ဝန်းကျင်လုံးကဆိုတော့ည20ကျော်ပြီပေါ့အဲ့ချိန်လုံးကတို့ကကျမ55ကျလို့ပြောပေမဲ့တို့ဖြီလိုက်တဲ့အလေးထက်မှာ6ကျလောက်ပဲပါရင်ပါမယ် จัดตันนี่ป่ะมั้ยงาจัดตันนี่ป่ะมั้ยสรุปจม้าไอ้ปะสันก็บลูลงไปอยู่ได้มั้ยแล้วจม้าเปลี่ยนပြောไล่ตอคอฟฟี่เล่ตอกปองมงเล่เก้งมงเล่หวยซาจูตั้วยะเลยพี่รอมาลาไปညာဖြစ်တော့လာမပေးကြဘူးဒါပေမဲ့ကိစ္စမရှိဘူးကျမစီကိုတနေ့ကိုရောက်30 40လာရင်အဲ့ထက်တည်းက20လောက်ကတော့ပါလာမှာပေါ့10ရောက်လောက်ကပါချင်မှပါမယ်15ရောက်လောက်ကပါချင်မှပါအဲ့ဒါလည်းအရေးမကြီးဘူးကျမလုံနေကြပါတော့နော်အဲ့ဒါသူ့ကိုဟုတ်ပြီရတယ် ပဲချိန်ကြမှာပဲပေးပေးအရေးကြီးတာကနောက်တစ်လကြာရင်ဒီလိုအချိန်ပဲလာဒီလာပြီးငားရက်ဒီမှာပြောလိုက်ရတယ်ကတော့ပါရယ်နော်တို့အဲ့လိုမျိုးရှင်းပြရတယ်အဲ့ဒီအချိန်မှာလာခဲ့ပါပြောပြီးတော့ကျမဆေးလေးကိုထိုးပေးလိုက်တယ်ထိုးပေးပြီးတော့နောက်တင်မလေးကိုပုတ်ပြီးတော့နောက်မှာချက်ချင်းထားသူကသွားအောင်မှာကိုထပ်ပြီးတော့ကြအပြန်အထွက်မှာကျမကိုနောက်ထပ်စကားတစ်ခွန်းထပ်ပြောတယ်ဆရာမတဲ့ဒီကျမဆေးလာထိုးတဲ့ကိစ္စကိုကျမယောက်ျားမသိပါစေနဲ့ ကျွန်မနည်းနည်းစဉ်းစားတယ်ဘာဖြစ်လို့လဲ तू ကသဘောမတူဘူးတဲ့သဘောမတူအောင် ကိုဝင်ဆောင်ရတာဘယ်သူလဲကျွန်မစဉ်းစားတယ်လေကိုဝင်ဆောင်ရတာ main ကလေးမွေးတော့လေ ယောက်ျားဖောင်စီမိမမင်းနေကျမတို့ရင်းနှံကြောင်းမှာလဲဟိုဒီလွန်ခဲ့တဲ့နှစ်20တုန်းကခေတ်ပညာကြီးလည်းမတိုးတက်သေးဘူးပတ်စံတွေလည်းမရှိသေးဘူးစီးပွားရေးတွေလည်းမရှိကြသေးဘူးဆိုတော့တချို့တွေကလက်တယ်နဲ့ပဲအိမ်မှာမွေးကြတာများတယ်တကယ်မိမမင်းနေဟာတကယ်ပါပဲဟိုတည်ရင်းနဲ့ဟိုတဝက်ရောက်နေတယ်လို့ပဲလေအဲ့တော့ဒီဟာတွေအကုန်လုံးကသူ့ရဲ့ဒုက္ခတွေရောဒီယောက်ျားရဲ့ဒုက္ခမှမဟုတ်ဘဲနဲ့နောက်တစ်ခုကအဲ့ဒီအမျိုးသားဟာစိုက်ကားနေနေစိုက်ကားသမားတွေကိုစော်ကားတာတော့မဟုတ်ပါဘူး 才干的嘛一天嘛。 အားနေရင်စာလေးတွေဖတ်နေတဲ့စိုက်ကားသမားတွေကျွန်မလည်းအများကြီးပဲသူတို့နဲ့ဟိုတရင်တနည်းရှိပါတယ်ဒါပေမဲ့အဲ့ဒီယောက်ျားကကျတော့အရက်တောက်တယ်သူရလာတဲ့စိုက်ကားကကိုအရက်တောက်ပြတာများတယ်အမျိုးသမီးဟာသူ့အတွက်ကောသူ့အမျိုးသားအတွက်ကောသားသမီးတွေတူသားသမီးတွေလည်းများပြီအဲ့လုံက၃ယောက်ကလေး၃ယောက်ရှိနေပြီအဲ့တော့အဲ့ဒီအတွက်ကိုသူထိမ့်သိမ့်မွားသူ့မှာပဲတာဝန်ရှိတော့သူလာတယ်ဒါပေမဲ့လည်းယောက်ျားကအဲ့လိုမျိုးမလုပ်ရဘူးဆိုတဲ့ခါကျယောက်ျားမသိအောင်လာရတယ်အဲ့တော့ကျမကိုသူကခွင့်ဟိုတတိပေးတာပေါ့နော်တောင်းဆိုတာကျမယောက်ျားမသိပါစေ ေနဲ့ကျမပထမစဉ်းစားပြီး okay okay တော်တော်တတရရရတယ်ပါကြောင်းကြီးတော့ဆိုသူထွက်သွားတယ်အဲ့ဒီမှာအဲ့ဒီနေ့ညနေပဲကျမတခြားလူနိုင်ညနေမှာတော့လူကလူပုံများတာပေါ့နော်အဲ့ဒီညနေမှာကျမစေကံဖွင့်နေတဲ့အချိန်မှာအပြင်ဘက်ကနေပြီးတော့ဆီယမဆီယမတော်တင်တင်ဝင်းဆိုပြီးအတန်အကျိန်နဲ့လာပေါ်တယ်ယောက်ျားတန်တစ်ခုအဲ့ဒီကျမလူနာတွေခဏထားခဲ့ပြီးတော့အရေးကြီးတဲ့လူနာမှတ်လို့ပြောရအောင်လို့ပေါ့နော်ဒီလူနာပြီးရင်လိုက်လာမယ်ဘာညာပေါ့ကျမထွက်လိုက်တဲ့ခါကျတော့အဲ့ဒီအမျိုးသားမတည့်ရနဲ့ခြံဝိုင်းထဲမှာ ပါပါကိစ္စလဲလို့ဆိုတော့သူ့ကိုကြမ်းကြည့်လိုက်တယ်မှတ်မိတယ်သူမျက်လုံးကနေနေတယ်မျက်နှာလည်းနည်းနည်းဟိုခတ်အရက်သမားတို့ထုံးဆံပေါ့နော်မျက်နှာလည်းနှီးနေပြီးတော့ဟိုချင်းလန်းကလည်းတိတ်ပြီးတော့မမှန်ချင်ဘူးပေါ့ကျွန်တော်မိမမနေ့တုန်းကလာသွားလာတဲ့ဆိုတော့ကျမကမလာပါဘူးလို့ကျမပြောလို့မရဘူးကျမကမှန်သောစကားကိုသာဆိုရမယ်လေအဲ့တော့ ဒီမှာပထမတော့စဉ်းစားကြည့်တယ်ညာရင်ကောင်းမလားပေါ့သူတို့ရဲ့သူတို့ချက်ချင်းအတွက်သူတို့ရဲ့ဟိုစီလုံးညီညွတ်မှုအတွက်ကျွန်မညာလိုက်ရင်ကောင်းမလားလို့စဉ်းစားတယ်ဒါပေမဲ့ညာလို့မဖြစ်ဘူးအဲ့ဒါဟုတ်တယ်မနေ့ကအချင်းအမျိုးသမီးလာတယ်လို့ပြောလိုက်တော့သူဆေးထိုးသွားလားတဲ့အဲ့ကျွန်မကလေဟုတ်တယ်သူဆေးထိုးသွားပါတယ်လို့ပြောတော့သူထက်မေးတယ်ဘာဆေးထိုးပေးလိုက်တာလဲတဲ့အဲ့တော့ကျွန်မအဲ့ချိန်မှာနည်းနည်းကျွန်မရဲ့တိခဏနိုင်စွမ်းက ကုံသွားပြီကုံသွားတော့သူ့ကိုနည်းနည်းអော်လိုက်မိတယ်နော်ဘာစေးထိုးတော့ရှင်ပါတိမာလဲလို့ကျမဒီစေးနာမည်ပြောတော့ရှင်တိမာလားလို့ပြောလိုက်တော့သူနည်းနည်းတော့တွေ့သွားတယ်တွေ့သွားပြီးတော့ကျမကိုထပ်ပြောတယ်ကျွန်တော်မိမကိုကျွန်တော်မတိပဲနဲ့သရေတားစေးတွေပါတယ်ထိုးမပေးပါနဲ့ထိုးပြင်ဆ ्याम နဲ့ကျွန်တော်နဲ့အတိပဲတဲ့အဲ့လိုလက်ညှိုးထိုးပြီးတော့ပြောလိုက်တယ်ပြောလိုက်တော့အဲ့ဒီအရွယ်တုန်းကကျမအသက်ဟာ30 အမ်ပြည့်သေးဘူးပေါ့နော်28 29လောက်အရွယ်ရှိမယ်ကျမစိတ်ထဲမှာကလည်းသူ့အမျိုးသမီးအတွက်ခံစားရတဲ့ခံစားချက်တွေအားလည်းပြင်းထန်နေတဲ့အရွယ်အမျိုးသားနဲ့အမျိုးသမီးနဲ့ကြားရတာဘာညာဘာညာအဲ့ဒါတွေကျမကလည်းစဉ်းစားနေတဲ့အရွယ်ဖြစ်တဲ့အတွက်ကျမသူ့ကိုပြောလိုက်တယ်ရှင့်မိမ့်မ ဆေးလာထိုးတာမထိုးတာဘာဆေးထိုးရဲဆိုတာကျမရှင်ကိုပြောပိုင်ခွင့်မရှိဘူးပြောတော့လေဘာမှရှင်းသားလည်းမမဟုတ်ဘူးထိုးတော့ဘာဖြစ်သေးလဲမြို့သမီးနဲ့ဟိုလူနာနဲ့ဆရာဝန်ကြားထဲမှာလူနာကတောင်းဆိုရင်နောက်တင့်တော်တယ်လေထင်ရင်ဘေးလည်းမဖြစ်ဘူးဆိုရင်ဆရာဝန်ကထိုးပေးဖို့ဝတ်ရားရှိတယ်အဲ့တော့ရှင်ခုချက်ချင်းကျမအိမ်ထဲကနေပြန်ထွက်သွားလို့ပြောလိုက်တယ်ပြောလိုက်ပြီးတော့ သူကကျမကိုဆက်ပြီးတော့တော့ပြောခြင်းလဲဒါပေမဲ့ကျမရဲ့မျက်နှာထားကလည်းခက်တင်းတင်းဆိုတော့သူကပြောတော့ပြောခြင်းနေမဲ့ပြန်ထွက်သွားလိုက်တယ်ကျမစိတ်ထဲမှာမကောင်းဘူးဩငါနေမြစ်တာလေးနဲ့အပြုံးလေးနဲ့သူ့ကိုတနေရာမှာခေါ်ပြီးတော့ဒီနေ့မဟုတ်ရင်တောင်မှဩသူ့နာမည်နဲ့ပေါ့နော်မိနစ်ဖမိနစ်ကြာလာခဲ့ပါလားကျမပြောစရာတွေရှိတယ်ဆိုပြီးတော့ပြန်ခေါ်ပြီးတော့ပြောလိုက်တင်ဘူးလား ယူနာတွေတော့ရှိနေတာမှန်တယ်ကျွန်မမှတန်းစီနေတဲ့လူတွေလည်းရှိတယ်ဆိုတော့သူ့ကိုနည်းနည်းညံ့ညံ့လာနှင်လွတ်လိုက်မိပေမဲ့ကျွန်မပြန်လာတဲ့ခါမှာကျွန်မစိတ်ထဲမှာမကောင်းဘူးတီးတဲ့ပိုပြီးဆုံးရှုံးတာကနောက်တနေ့လဲအဲ့ဒီအမျိုးသမီးကျွန်မကိုပတ်စံလာမပေးဘူး ထားပါတော့အဲ့ဒီတော့ငါဆေးတလုံးဟာ20ဖြစ်ချင်းဖြစ်မလား30ဖြစ်ချင်းဖြစ်မလားကျမအတွက်အဲ့ဒါဘာမှအရေးမကြီးဘူးဒါပေမဲ့အရေးကြီးတာကဘာလဲဆိုတော့သူနောက်ထပ်မပေါ်လာတော့ဘူးနောက်လာလည်းမပေါ်လာဘူးသူတို့ချင်းချင်းရန်ဖြစ်ကြမှာပေါ့ကျမတွေးကြည့်တယ်လေပြီးတော့မှကျမ back date နဲ့ပြန်တွေးကြည့်တဲ့ခါမှာသူတို့ချင်းချင်းရန်ဖြစ်ကြမယ်နောက်ဒီလိုမသွားနဲ့တော့ဘာလို့ပြောကြမယ်ပြီးတော့ပြီးသွားမယ်နောက်ထပ်နှစ်နှစ်၃နှစ်၄နှစ်ကြာတဲ့ခါမှာသူ ကျမဈေးကန်းကိုမလာဘူးကျမကတော့လူနာခေါ်လို့ရှိရင် home visit လိုက်ရတဲ့အခါမှာသူတို့ဈေးသူတို့အိမ်လေးရှိရနေကျမမကြခဏဖြတ်ဖြတ်ပြီးသွားမိတယ်သွားတဲ့အခါမှာသူတို့အိမ်လေးရှိမှသူလည်းမတွေ့ပါဘူးသူမျိုးသမီးလည်းမရှိပါဘူးဒါပေမဲ့ကလေးအကြီးလေးကကလေးငယ်လေးကိုချီလို့နောက်ထပ်အလက်ကလေးတယောက်ကိုလက်ဆွဲလို့ကလေး၃ယောက်ကနေ၄ယောက်၄ယောက်ကနေ၅ယောက်အဲ့လိုဖြစ်လာတဲ့အခါမှာ ကျမဒါကျမရဲ့အရှုံးလို့ပဲကျမခံစားရတယ်။တကယ်လို့သာကျမကသူ့ကိုပြ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 နဲ့အိမ်ထဲကိုခေါ်သွင်းမယ်။ဒါမှမဟုတ်လို့ရှင်နောက်တနေ့ထပ်ချင်းပြီးတော့မျိုးသမီးနဲ့မျိုးသားကြားမှာရှိတဲ့နားလည်မှုတွေကိုကျမများပေးခဲ့မယ်ဆိုလို့ရှိရင်သူ့နောက်ထပ်ဒီကလေးတွေထပ်ရလာစရာတောင်းမရှိဘူး။ကျမအဲ့လိုပဲတွေးတယ်လေ။ဆိုတော့ဒါဟာကျမရဲ့အမှားဒါလေးကိုကျမပြန်ပြီးတော့တလုံးလုံးစဉ်းစားတိုင်းစိတ်ထဲမှာသူ့ပြောက်ထဲတယ်မကဘူး။ကျမမှာအဲ့ဒါမျိုးအများကြီးရှိတယ်။အဲ့တော့ကျမရေးမိတယ်။ ဆရာဝန်တယောက်ရေမှတ်စုများဆိုတဲ့ခေါင်းစဉ်အောက်မှာဒါမျိုးဝတ္ထုလေးတွေကျမရေးတယ်အဲ့ဒါကဒီထဲမှာကျမကမိကွန်းထုတ်ထားတာဟာအမျိုးသားတယောက်ဟာအမျိုးသမီးတယောက်ရဲ့ကိုယ်ခန္ဓာကိုကာမပိုင်းလျောက်ကြားစားကျမကြားဘူးပါတယ်ဒါပေမဲ့လည်းအမျိုးသမီးရဲ့ကိုယ်ခန္ဓာကိုမျိုးသမီးကိုယ်တိုင် တားဖို့တိုင်းကလေးကိုဖြတ်တာမဟုတ်ဘူးတဘာဝတရားနဲ့မညင်ညွတ်တာလည်းမဟုတ်ဘူးဒီကလေးကိုသူကျွေးမွေးပြုစုဖို့မတတ်နိုင်လို့သူတားမယ်ဆိုရင်သူတားဖို့အတွက်ကသူတောက်ထဲရဲ့စိတ်နဲ့မှရရဲ့လားအမျိုးသားကိုတကယ်တိုင်မင်းရမှာလားမျိုးသားမှာအဲ့ဒီအခွင့်အရေးတကယ်ရှိသလားဒါကျမလည်းမသိဘူးဒါပေမဲ့လည်းကျမအဲ့ဒီပြဿနာလေးကိုဝတ္ထုထဲမှာထည့်ပြီးတော့ရေးလိုက်နေတယ်။အဲ့တော့အဲ့လိုမျိုးရေးတာလေးဟာကျမရဲ့ဒုတိယကန္တာဖြစ်တော့မြို့မီမြို့သား တန်းတူဖြစ်ရေးသို့မဟုတ်မျိုးသမီးနဲ့မျိုးသားညီညွတ်ရေးဆိုတဲ့ gender issue ကိုကျွန်မနည်းနည်းပို့ပြီးတော့စိတ်ဝင်စားမိသွားတဲ့အပိုင်းပေါ့